ရိတ်သားများအားလုံးပဲမင်္ဂလာပါခင်ဗျာစီဂိမ်းပြိုင်ပွဲပါဝင်ရှင်မြန်ကစားမဲ့မြမလက်ရွေးစဉ်မျိုးသိဘောလုံးအသင်းရဲ့အပိတက်လူစင်းကိုထုတ်ပြန်ကြေညာလိုက်ဖြစ်ပါတယ်အပိတက်လူစင်း23ဦးစင်းကိုဒီနေ့ထုတ်ပြန်လိုက်တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နီးပြယူကီတက်ဆူချီကနေရွေးချယ်လိုက်တဲ့ကစားသမား23ဦးကဘယ်သူတွေလဲဆိုတာကိုပြိသက်တွေသိရှိရအောင်တင်ဆက်ပြပြပေးပါမယ်ခင်ဗျာကိုသမားနေရာမှာတော့၃ယောက်ရွေးချယ်ထားပါတယ်မျိုးမြညင်ဇူးလန်နဒီ အစ်ဇန်နာဆိုဖြစ်ပါတယ်ခင်ဗျာကစားသမားတွေထဲမှာတော့ဖြူဖြူဝင်းဖြူဖွေးယူနိုင်နင်းမွင်အေးလင်းလေဦးဇူယူရဦးမေတ္တမုံမြင့်တို့ကိုရွေးချယ်ထားပါတယ်ခင်ဗျာသူတို့ကတော့ခန်းစစ်ကစားသမားတွေဖြစ်ပါတယ်ကိုင်းလယ်မှာတော့ခင်မာလာတော်ခင်မမိုတော်နော်ထတဝေလင်းမြင့်မိုတန်းတန်းနွယ်ယူပါခိုင်ဝင်းဝင်းရုံးဝီလိုင်းတို့ကိုရွေးချယ်လိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့လက်စစ်မှုတွေနေရာမှာတော့စမ်းတော်တော် ချွေတော်မြန်နိုးခင်ဝင်းသိင်ကြီးထွန်းနဲ့မေထက်လူတို့ကိုရွေးချယ်လိုက်တာတွေ့ရှိရပါတယ်ခမညဟုတ်ကဲ့လင်းမြင့်မပါဝင်လာတဲ့အတွက်ပြိသက်တွေကတော့အားရဝန်သာဖြစ်နေကြပါတယ်ဒါပေမဲ့တချို့သောပြိသက်တွေကတော့ဣသက်ဖြိုးကိုခေါ်ယူတင်နေဆိုပြီးတော့ဝေဖန်ထောက်ပြရည်လည်းရှိနေပါတယ်ခမညပြိသက်တွေကမြန်နိုးခင်နဲ့ချွေထွန်းအဲ့နှစ်ယောက်ထဲမှာတယောက်ကိုခြံထားပြီးတော့ဣသက်ဖြိုးကိုစီးကိန်းပြိုင်ပွဲအတွက်ခေါ်ယူသွားတင်ပါတယ်ဆိုပြီးတော့အကြံပြုတိုက်တွန်းတာဖြစ်ပါတယ် ဒါပေမဲ့အခုလက်ရှိအပီးသက်လူစင်းထွက်ပေါ်လာပြီဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ကစားသမား23ယောက်ဟာမြမလက်ရွေးစဉ်အမျိုးသမီးအသင်းကိုကိုစားပြုပြီးတော့စီးကိန်းပြိုင်ပွဲကြီးကစားဖို့အတွက်ခန်းနိုင်ငံကိုထွက်ခွာသွားတော့မှဖြစ်ပါတယ်ဒီဇင်ဘာလ2ရက်နေ့ကိုရောက်ရင်မနေ့ကမှမြမလက်ရွေးစဉ်မျိုးသမီးဘောလုံးအသင်းကစီးကိန်းပြိုင်ပွဲကျင်းပမယ်ထိုင်းနိုင်ငံစီကိုထွက်ခွာသွားအောင်ဖြစ်ပါတယ်ခင်ဗျဝင်းသိကြီးတွန်းကတော့မလေးရှားနိုင်ငံကနေမြန်မာနိုင်ငံကိုပြန်လာပြီးတော့အသင်းနဲ့ပူးပေါင်းလက်ချင်နေပါပြီမေထက်လူကတော့အမေရိကန်ပြည်အောင်စုကနေ ထိုင်းကိုတိုက်ရိုက်သွားအောင်မှာဖြစ်ပါတယ်မနက်ဖြန်ရောက်ရင်အသင်းနဲ့အတူမေထက်လူကပူပေါင်းပြီးတော့လေ့ကျင့်မှာပါဝင်ဆောင်ရမှာဖြစ်ပါတယ်ခမညမြန်မာလက်ရေးစင်မျိုးကြီးဘောလုံးအသင်းဟာစီးကိန်းပြိုင်ပွဲရဲ့အုပ်စုမှာဖိလစ်ပိုင်မလေးရှားဗီယက်နမ်တို့နဲ့တုံးစုတွေကြောက်အောင်နေပါတယ်အုပ်စုဖွင့်ပွဲစဉ်ကိုဒီဇင်ဘာလ9ရက်နေ့ကိုရောက်ရင်ဖိလစ်ပိုင်နဲ့စတင်ရှင်မြန်းမှာဖြစ်ပါတယ်ခမညတ िश ူအပေးပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခမညာ